ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကစစ်ကောင်စီတပ်စခန်းတွေကိုဗီအန်ဦးဆောင်တဲ့တပ်ပေါင်းစုတွေကတိုက်ခိုက်သိမ်းပိုက်နေပါတယ်။မေလ23ရက်နေ့ညနေ9နာရီကစစ်ကောင်စီရဲ့ဗလဲတိုတပ်စခန်းကိုပါတိုက်ယူနိုင်ခဲ့ပြီးမေလ28ရက်နေ့ညပိုင်းကကနေလီစခန်းကိုထပ်မံတိုက်ယူနိုင်ခဲ့ပါတယ်။ဒါအပြင်မေလ29ရက်နေ့ညနေ6နာရီလောက်ကဝလီဗီယိုနဲ့နှီးဆုံးမှာရှိတဲ့ဗီအန်ကုန်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ကျွန်တော်အောင်ခန့်ပါ။ ကင်းဒီပြည်နယ်ဒီမော့ဆုံမြို့နယ်နောက်ဖက်ချမ်း၄မိုင်လွိုင်နန်းဖလမ်းစုံအနီးမှာဇွန်လ၂ရက်နေ့နေ့လယ်၂နာရီကျော်ကကားနဲ့ဆိုင်ကယ်တိုက်မိပြီးဆိုင်ကယ်ပေါ်ပါလာတဲ့အမျိုးသား၂ယောက်ထဲကတယောက်သေဆုံးပြီးတော့တယောက်ကတော့ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။တိုက်မိတဲ့အချိန်များတဲ့အပြင်မိုးရွာနေတာကြောင့်လမ်းတွေလည်းချော်နေတဲ့အတွက်ရင်တိုက်မှုဖြစ်ခဲ့တာလို့ဒေသခံကပြောပါရတယ်။ရင်တိုက်မှုကြောင့်အသက်၄၀အရွယ်စစ်ဘေးရှောင်အမျိုးသားတယောက်ဦးကောင်းပေါက်ပြီးနေရုံကျူးတာတွေကြောင့်နေရာမှာရင်သေဆုံးခဲ့လို့ဆိုပါရတယ်။ တရားရတဲ့နောက်တစ်ယောက်ကိုတော့ရှေးဦးသူနာပြုနီးနဲ့ကုသပေးပြီးဆေးရုံခေါ်သွားခဲ့တယ်လို့ဒေသခံကပြောပါတယ်။ဒီမော့ဆိုမြို့နယ်မှာဂျွန်လာ၂ရက်နေ့တရက်ထဲမှာပဲရင်တိုင်းမှု၃ခုထပ်မနေဖြစ်ပွားခဲ့တဲ့အတွက်ရှင်မောင်းချိန်မှာအချိန်မြင့်မောင်းနေတာတွေမပြုလုပ်ဖို့နဲ့ဂရုတစိုက်မောင်းနေကြဖို့လိုတယ်လို့ဒေသခံကပြောကြပါတယ်ရှင်။တနင်္လာနေ့တိုင်းခမောက်ကြီးမြို့နယ်ကစစ်ကောင်စီတပ်ရဲ့ခမရ342တပ်ရင်းကနေ စစ်သားတစ်ဆုဆောင်ခံရသူ၂ယောက်ဟာတော်လည်းတက်ဖွဲ့စီပပောင်းခိုလုံလာခဲ့တယ်လို့ကော့တောင်းခိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကပြောပါရယ်အသက်29နှစ်အရွယ်တွေဖြစ်ကြတဲ့ကိုနေမျိုးထွန်းနဲ့ကိုစင်မင်းသူတို့၂ယောက်ဟာခမောက်ကြီးမြို့နယ်ကခမရ342တန်ရဲ့ရှီရန်အခြေကုပ်စခန်းတွေကနေမေလ28ရက်နေ့30ရက်နေ့တွေမှာထွက်ပြေးလာကြတာဖြစ်တယ်လို့ကော့တောင်းခိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ခံကပြောပါရယ် ်စစ်သားပြည့်စုဆောင်ခံရသူ၂ယောက်ဟာတာယာရီနဲ့တောင်ကုန်းမြို့ကအပတ်စဉ်၁အတွက်စစ်သားတွေစုဆောင်ခံရသူတွေဖြစ်ပြီးအမတ်၃တမရော်တမ်းမြင့်လေးကျင်းရင်တန်တန်းကျောင်းတွေမှာစစ်ပညာသင်ကြားခဲ့ရပြီးတဲ့နောက်ခမောက်ကြီးမြို့နယ်ခမရ340နဲ့တက်ရင်ကိုပို့ဆောင်ခံရသူတွေဖြစ်တယ်လို့ဆိုပါတယ်။မပြောင်းခုလုံလာသူ၂ယောက်ကိုလုံခြုံအောင်အရင်ထားရှိပြီးလိုအပ်တဲ့အကူအညီတွေပေးအပ်သွားမယ်လို့တော်လိုင်းတပ်ဖွဲ့ဘက်ကပြောပါရရှင်။ အလဲပိုင်းနိုင်ငံတွေစီအမျိုးသမီးလုံသမားတွေကိုတရားမဝင်ဆီလွတ်နေတဲ့အေဂျင်စီတွေကိုစစ်ကောင်စီကအရေးမယူဘဲလစ်လူရှုထားတယ်လို့အလို့သမားရေးလှုပ်ရှားသူတွေကပြောကြပါတယ်ဒီသတင်းကိုသုတချန်သာပြပို့ထားပါတယ်ရှင်အိုမန်ဒူဘိုင်းဟောဒီအီရက်ဆိုတဲ့နေရာမလာကြပါနဲ့လို့ကျွန်မပြောချင်တာပဲဖြစ်ပါတယ် ဆရာနာသိမ်းပြီးနောက်ပိုင်းပြည်တွင်းမှာလောက်ကင်ရှားပါတဲ့ပြဿနာကြောင့်လူငယ်အများအပြားပြည်ပကိုလောက်ကင်အတွက်ထွက်ခွာခဲ့ကြတာပါပြည်ပကိုအခြေခံလောက်သားဆင်လုပ်ဖို့အတွက်အစိုးရချင်းနှစ်နိုင်ငံသဘောတူစာချုပ်ထားတဲ့နိုင်ငံတွေစီကျေဝင်သွားတဲ့သူတွေဒါပြဿနာဖြစ်လာရင်ဥပဒေရဲ့အကာအကွယ်ရနိုင်မှာဖြစ်ပါတယ် ဒူဘိုင်းကနေတဆင့်အီရန်နိုင်ငံကိုအပိုးခံထားရတဲ့ချင်းတိုင်းရင်းသူမျိုးသမီးငယ်တယောက်ဟာဂျွန်လာတဲ့နေ့မှာသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်သူ့ကိုကူညီပေးဖို့ live stream ကြီးတောင်းဆိုခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးဟာအလုသမာပွဲသားတွေကအစင်းစင်ပို့ဆောင်တာတွေကြောင့်အီရန်နိုင်ငံကိုရောက်မှမသိရောက်ခဲ့တာဖြစ်ပြီးအလားတူဖြစ်ရမျိုးတွေအများကြီးရှိတယ်လို့ဆိုပါတယ်။ ရောက်လာတော့မှကိုဟာနှုတ်ကိုမတည်တူတလားနလားနေပြီးမတည်တာပြောရဘူးဒီတခါပြောလဲလို့ရှင်အရင်တော့လည်းမျိုးရိတ်ခံရပြန်မျက်မဖုံးသိမ့်မယ်ဆိုပြန်မပြီးတော့ဦးတို့ဒီတခါတော့အဲ့ဒါကြောင့်ဒီတခါတက်တီတွေတကုံမွေးပြီးမှပြောရမှာ2020ရလာစတဲ့မှာတောင်းတော့ဘလောက်ပဲပြောတော့ပြီးပြီလို့ပြောတယ်သမီးတိုင်ပဲထားလိုက်တော့တယ်ဒါမဲ့လူချင်တော့ကိုပဲဆောင် ရန်ကုန်မြို့ဆိုင်ုံတွေမှာလှုပ်လှုပ်ခဲ့တဲ့လှုပ်သားတွေတဲကထက်ဝက်နေပါဟာအင်ဂျင်ဂျင်နိုင်ငံတွေစီကိုအလုတ်ကန်ကြွထွက်ခွာခဲ့ကြတယ်လို့အလုတ်သမားရေးတကြွလှုပ်ရှားသူတွေကပြောပါတယ်။လက်ရှိပြည်တွင်းပြည်ပခအခြေအနေမှာအလုတ်သမားစီလွတ်တဲ့အေဂျင်စီတချို့ဟာတရားဝင်လှုပ်သားပုံကွင်းမရှိတဲ့ဒူဘိုင်း၊အိုမန်၊အီရတ်၊ဆော်ရီစတဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေစီကိုအလဲဗီဇာနဲ့လှုပ်သားတွေပို့ဆောင်နေတာပါ။ ဒူဘန်တို့အိုမန်တို့အီရတ်တို့ဆော်ဒီတို့ဒီနိုင်ငံမှာရှိတဲ့သူတွေနဲ့ရှက်ဆက်ထားတယ်ဒီကလူတွေကိုသူတို့ကအလေဗီဇာနဲ့ပတ်စပို့လုပ်ပြီးတော့တတော်ရှင်ပို့ပေးလိုက်တယ်ဒီမှာပြောတော့ကတော့အကုန်လုံးတာဝန်ယူပေးတယ်ဟိုရောက်တော့တာဝန်မယူတော့ဘူးစင်ကာပူကိုသွားမယ်လို့လာတဲ့သူတွေကလည်းအာ၄လ၅လ၆လဖြစ်လာတယ်မသွားရဘူးဒူဘန်အိုမန်ဆိုသူတို့က free point ထားတယ်ဒီဘက်ဒီဘက်သွားမယ်ဆိုရင်တော့နင်တို့မြန်တယ်ဟိုဘက်ဆိုရင်တော့ကြာမယ်အဲ့လိုမျိုးအဲ့ကိုပို့တဲ့တော်တော်များများကအင်ရှင်တွေနဲ့ရှက်ဆက်ပြီးတော့ငါမြန်မာနိုင်ငံမှာလူခိုးပေးလို့ရတယ်အဲ့လိုမျိုးလေလုံရင်လုံရင်လည်းအလို့သမဘွားကနေပြီးတော့အေဂျင့်ပုံစံမျိုးဖြစ်သွားကြ တယ်တရားမဝင်တဲ့ agent တွေပဲမြန်မာနိုင်ငံမှာရှိတဲ့ agent တွေလည်းတရားမဝင်ဘူးတကယ်တမ်းဆိုရင်ဒူဘန်အိုမန်အီရတ်ဒီအရှိအလေပိုင်းတွေဆိုရင်တော့အလို့တမပို့လို့ရတဲ့နိုင်ငံတွေမဟုတ်မြန်မာနိုင်ငံရဲ့တန်ရုံးတွေအားလည်းမရှိဘူးသူတို့ကအလေဗီဇာဆိုပြီးတော့ agent ဘက်ကပဲအကုန်ပြတ်ခံပြီးတော့လုတ်ပေးတယ်ဟိုဘက်ကိုပို့ပေးလိုက်တယ်တချို့ကတော့လေမြန်မာနိုင်ငံမှာ license တော့လုတ်ထားတယ်စင်ကာပူတော့ဘာတော့ပို့လို့ရတဲ့ license ရှိတယ်ဒါပေမဲ့အဲ့လို license ရှိပေမဲ့လည်းကိုယ်နိုင်ငံတွေကိုထပ်ပို့တဲ့ဟာကျတော့တရားမဝင်ဘူးအဲ့လိုမျိုးပေါ့နော်နှစ်မျိုးရှိတယ်တရားဝင်လုတ်ထားပေမဲ့တရားမဝင်ဘူး ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေကြောင့်ရွှေ့ပြောင်းလုပ်သားတွေနဲ့ဆက်စပ်တဲ့ကိန်းဂဏန်းအချက်လက်တွေကိုအကြီးအကျမှတ်တမ်းပြုလုပ်ဖို့အခက်အခဲရှိနေတယ်လို့အလို့သမားရေးတက်ကြွလှူရှာသူတွေကပြောပါတယ်။အလို့သမားတွေအခက်အခဲဖြစ်ရင်မတရားနိုင်ကျင့်ခံရတာမျိုးရှိရင်အချက်လက်နဲ့တည်င်းပေးဖို့တန်ကြားနိုင်တယ်လို့အမျိုးသားညညွေးရေးဆိုရအန်ယူဂျီအလို့သမားဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်ညီကပြောဆိုထားပါတယ်။ပြဿနာတွေကိုလက်တလုံးမဖြေရှင်းပေးနိုင်ရင်တော့ပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ ILOC မှာစစ်ကောင်စီရဲ့တာဝန်ယူမှုတောင်းခံမှုကိနယ်လို့ရတဲ့တွေကိုတသက်အဖြစ်တင်သွင်းနိုင်မှုအလို့သမားကြီးဆောင်ရွက်သူတွေကကြိုးစားနေတယ်လို့ဆိုပါတယ်ကျွန်တော်သုတချန်တာပါ နောင်ချိုကိုဥတီလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာရွှေမူထောကျော်လာပြီးဖြစ်ပြီးနောင်ချိုနဲ့ပုံနီးလာပြီလို့စစ်ရေးသတင်းမြစ်တွေကပြောပါတယ်ဒီသတင်းကိုထပ်အောင်ပြပို့ထားပါရရှင်နောင်ချိုကိုပြန်ရဖို့အတွက်စစ်ကောင်စီကစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်နေတာပါစစ်ကြောင်းတစ်ကြောင်းကတော့လက်ရှိမှာရွှေမူထောကိုကျော်လွန်သွားပြီဖြစ်တယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်ဇွန်လ2ရက်နေ့မှာတော့တိုက်ပွဲကပြင်းပြင်းထန်ထန်ဖြစ်တာမရှိပေမဲ့ပြစ်ခတ်မှုတချို့တော့ရှိနေတယ်လို့ဒေသခံတူကပြောပါတယ် ဒေတာကန်တူပြောပြတာကို DVB ကနောက်ခံတန်းထက်ဖတ်ထားပါတယ်ဒီနေ့နေ့လေအထိတိုက်ပွဲကပြင်းပြင်းထန်ထန်တော့မရှိဘူးလက်ခတ်တန်တချို့တော့ကြားရတာရှိတယ်သူတို့ရှင်မူတော့တော့ကြော်ပြီရှင်မူတော့ကြည့်ရကိုကြော်ရင်တော့ကန်ကြီးကိုရောက်มาဖြစ်ပြီးအဲ့မှာတော့ GNL ရောဓနုတက်တွေပါရှိနေတာကြောင့်ဒလန်ရင်အားစုတွေဘက်ကအင်အားများတယ်လို့စီးရီလီလာသုံးသက်တူတူဖြစ်တဲ့စီရံဘူကြီးကိုစင်ရောကပြောပါတယ်။ဒါကြောင့်ကန်ကြီးကိုကြော်နိုင်ဖို့တော့မလွယ်ဘူးလို့ဆိုပါတယ်။စစ်ကောင်စီစစ်ကြောင်းနောက်တကြောင်းကတော့နောင်လင်ဘက်ကနေနောင်ချိုကိုဥတီနေတာပါ။ အဲဒီစကြောင်းနှစ်ကြောင်းကနောင်ချုံမရောက်ခင်ဂုတ်ထိပ်အင်းကြီးမှာစုံပြီးနောင်ချုံကိုဝန်နိုင်မှုစ조사နေတာလို့ကိုစင်ရောကပြောပါတယ်ဒါပေမဲ့လည်းကန်ကြီးဘက်ကိုတက်လာတဲ့စကြောင်းကတော့ရှေ့ဆက်နိုင်မှုမလွယ်ဘူးလို့လည်းဆိုပါတယ်နောင်ချုံကိုကျွန်တော်တို့ခုနောင်လင်ဘက်ကနောင်လင်ပေါ့တော့အခုဆိုရင်နောင်ချုံကြီးလောက်ကိုရောက်နေပြီလို့ကျွန်တော်တို့ကတော့မှန်းဆတယ်ဒီကျွန်တော်တို့ဒီကန်ကြီးဘက်ကနေတက်မဲ့စကြောင်းကတော့ကန်ကြီးနားမှာတဲ့ဇာနုံးပြည်နီးပါးချိန်မုန်းခံရမဲ့အနေအထားမျိုးလို့တော့ကျွန်တော်တို့ကတော့မျောလင့်ထားတယ်ခင်ဗျာဟုတ် စစ်ကောင်စီနဲ့ DNL တို့တရုတ်နိုင်ငံမှာတွေ့ဆုံခဲ့ပြီးစစ်ကောင်စီဘက်ကနင်းမီပြန်တောင်းခဲ့ပေမဲ့ DNL ဘက်ကတော့လက်မခံခဲ့ပါဘူးအဲဒီနောက်စစ်ကောင်စီဘက်ကအင်အားလုံးရင်းနဲ့နောင်ချိုကိုထိုးစစ်ဆင်နေတာဖြစ်ပါတယ်တစ်ဖက်မှာလည်းစစ်ကောင်စီနဲ့ MND တို့ကြားပြစ်ခတ်ရစဲထားတာကြောင့်ရှမ်းမြောင်စစ်မြေနာမှာ DNL တခုတည်းကိုပဲစစ်ကောင်စီဘက်ကဥတီတိုက်ခိုက်နိုင်နေတာပါဒီအပိုင်းတွင်တော့ DNL ထင်းချုပ်ဒေသမှာစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုရောနယ်လာတာကိုတွေ့ရတယ်လို့ဇေယီလီလာသူတွေကပြောပါတယ်ကျွန်တော်ထားအောင်ပါ လာရှုံမျိုးကို MNDAAC ကစစ်ကောင်စီတပ်တွေကပြန်လည်လွှဲပြောင်းယူပြီးတဲ့နောက်တခြားလက်နက်ကိုင်အဖွဲ့တွေကလာရှုံမျိုးကိုပြန်လာပစ်မယ်လို့ကော်လာဟလာတွေမကြာခဏထွက်ပေါ်နေတာကြောင့်ဒေသခံတွေစိုးရိမ်နေကြပါတယ်။လာရှုံမျိုးမှာစစ်ရေးအခြေအနေကစိတ်မချသေးတဲ့အတွက်ကျောင်းသားရှိတဲ့မိဘတချို့စိုးရိမ်ပြီးပြန်မလာကြသေးတာကြောင့်ကျောင်းသားတွေလည်းအရင်ကလောက်မများသေးဘူးလို့ဒေသခံတယောက်ကပြောပါတယ်။လက်ရှိပြည့်စည်သွားတဲ့လာရှုံမျိုးလေရင်ကွင်းကိုပြန်လည်ပြင်ဆင်နေပြီး လင်းဆင်းလို့ရရင်တော့စစ်ကောင်စီကအင်အားဖြည့်ပြင်ဆင်လာမယ်လို့ထင်မြင်နေကြပါတယ်။အဲ့ဒီအခါကျရင်မြို့ပြမှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့ဘယ်လိုဆက်ဖြစ်လာမယ်ဆိုတာကစိုးရိမ်စရာဖြစ်တယ်လို့ဒေသခံတယောက်ကမှတ်ချက်ပြုပါတယ်။လက်ရှိအခြေအနေကရေရှည်ငြိမ်းချမ်းသွားတာမျိုးမဟုတ်တာကြောင့်တစ်ဖက်နဲ့တစ်ဖက်ဘယ်သူကအရင်ဦးဆုံးလက်လွန်မယ်ဘယ်သူကအရင်ဆုံးမှားမလဲဆိုတာမျိုးကိုစောင့်ကြည့်နေကြတာလို့ပဲမြင်မိကြောင်းဒေသခံကဆိုပါတယ်။ တရုတ်ရဲ့ကြောင်းဝင်ညှိနှိုင်းမှုကြောင့်လာရှုမျိုးကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ခွင့်ရရှိပေမဲ့လာရှုမျိုးပတ်ပတ်လည်မှာတော့ MNDAA စစ်သားတွေကထိန်းချုပ်ထားစေဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းကမ်းမလူမျိုးနယ်မြောက်ချမ်းချက်တင်းတိုက်နယ်အရှိချမ်းကိုဂျွန်လ2ရက်နေ့ညနေ3နာရီခွဲလောက်ကစပြီးစစ်ကောင်စီကစစ်ကြောင်းထိုးလာတာကြောင့်နေရာစွန့်ခွာထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါရတယ်။ တင်းချတိုက်နယ်တွေကကြေးရွာဆက်တွေရွာထပ်မင်းကပြည်သူတွေထွက်ပြေးနေရတာဖြစ်ပြီးအဲဒီစစ်ကောင်စီစစ်ကြောင်းစီမှာပြည်သူတို့လည်းဖမ်းဆီးခံရရပြီးတော့အခြေအနေမတည်ငြိမ်သေးလို့အရေးအတွက်အတိအကျကိုမသိရှိရသေးဘူးလို့ဒေသခံတယောက်ကပြောပါရယ်ကမ်ဘလူမြို့နယ်ထဲမှာစစ်ကောင်စီတပ်ကမြေပြင်စစ်ကြောင်းနှစ်ကြောင်းခွဲပြီးထိုးစစ်ဆင်နေပြီးချက်တင်းရွာဘက်ကထွက်လာတဲ့စစ်ကြောင်းမှတင်အင်အားတရာကျော်ရှိပြီးတော့ drone တွေနဲ့ပုံကြတာအပြင်ပြစ်ခတ်မှုတွေလည်းလုပ်နေတဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေလည်းဖြစ်ပွားနေတယ်လို့ဆိုပါရယ် ။လက်ရှိဒေတာရင်းမှာလည်းမိုးကနေတိုင်းနှိပါရွာသွန်းနေတဲ့အတွက်နေရဆွန့်ခွာထွက်ပြေးနေရတဲ့ပြည်သူတွေဒုက္ခရောက်နေကြရတယ်လို့လည်းပြည်သူ့ကကွယ်တပ်ဖွဲ့ခေါင်းဆောင်တယောက်ကပြောပါရရှင်။ဟိုတက်ထန်စွာရွာသွန်းနေတာကြောင့်မြေကြီးကြီးမှုဖြစ်ပြီးအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုင်းခရိုင်ကတွေ့ရင်းစစ်ဆောင်စခန်းနဲ့ကာကီစစ်ဆောင်စခန်းတွေမှာ စစ်ပေးဆောင်နေအိမ်ယာနဲ့ချီပျက်စီးဆုံးရှုံးခဲ့ရပြီးအရေးပေါ်အကူအညီတွေလည်းလိုအပ်နေလို့သိရပါဗျ။ဒီသတင်းကိုတော့ကေခိုင်ပြဖို့ထားပါရဲ့ရှင်။ မိုးအဆက်မပြတ်လျှော့သွန်းနေတာကြောင့်ပြီးခဲ့တဲ့မေလ31ရက်နေ့မွန်းလတနားရီလောက်မှာကလန်ဒယ်မြင့်ကြီးမှုဖြစ်ပေါ်ခဲ့ပြီးတွင်တင်းစစ်ပေးဆောင်စခန်းကအင်ချီ63ဆောင်နဲ့ကာကီစစ်ပေးဆောင်စခန်းကအင်ချီ69ဆောင်လောက်ရင်းနှမြုပ်တော့ခဲ့ပြီးတော့တချို့မှာရေစင်းနဲ့မျောပါတော့တယ်လို့သိရပါတယ်။ မြင့်ရင်ကြည်မှုကြောင့်တွေ့တင်းစစ်ပေးဆောင်စခန်းကစစ်ပေးဆောင်ပြည်သူ388ယောက်နဲ့ကာကီစစ်ပေးဆောင်စခန်းကစစ်ပေးဆောင်ပြည်သူ290ယောက်တို့ရေဘေးတင့်ခေရပြီးတော့လက်ရှိမှာနီးစက်ရဆွေမျိုးတွေရဲ့နေအိမ်တွေကိုထူကိုထဆောက်လုပ်ထားတဲ့စာတင်ကျောင်းဆောင်တွေနဲ့ကြည်ရောအတွင်းကခမ်းမနေရာတွေမှာအရေးပေါ်ယာယီပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ဆိုပါတယ်။ လက်ရှိမှာလည်းမိုးရဲအဆက်မပြတ်ရော့သွန်းနေစေဖြစ်ပြီးမြင်းရဲ့ကြီးမှုဆက်လက်မြင့်တက်နေစေဖြစ်ကနေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရလို့ပြန်လည်ထူထောင်ရေးအတွက်အစိုးရပူပဲနေရတယ်လို့တွီတိန်ကြော့ကစေပေရှောင်းတယောက်ကပြောပါတယ်အားလုံးဒီပါပဲဒီနှစ်ကြားတဲ့ကံမှာကြားလို့ရှိတဲ့အမောတာလည်းရှိတော့ဘူး။အခုလိုပဲအဲ့လိုသာကြားမယ်ဒီရှင်းကနောက်ထပ်ကြီးကြီးလာတာကြတော့အများကြီးရှိတယ်ပေါ့ဗျာ။ကိုယ့်ရဲ့အိမ်က ဆုံးချင်းသွားတယ်ဒီလိုရှိတော့အဲ့ဒီအဲ့ဒီဒီဆောက်မဲ့ဒီပြိုင်မှာဆောက်မဲ့ဆိုတဲ့ဟာဒီကျွန်တော်လေးချင်းဒီကနေကြရပေါ့ဗျာဒီဘက်ကအလုတ်တန်ကကျွန်တော်ကဝင်ရရမယ်အလုတ်တန်ကလည်းဟိုမင်းတွေရရမရှိဆိုတော့အခုလည်းမြေကြီးသေးသေးကြီးကြီးလို့မိုးကြီးလို့ပြည့်နေနေတချီသွားတာကြတော့အဲ့ဒီတော့ပြောင်းပြီးတော့မချာနိုင်ပေါ့ဗျာအဲ့တော့လောလောဆယ်ပါဝင်ပြီးတော့လည်းဈာန်ကြီးကလည်းလည်းအပြစ်ကြီးနဲ့ညီဆိုင်ရတာပေါ့ဗျာကိုမမရှိသေးသေးဒီညာဒီကကိုကြီးကဒီကကိုချင်းသားပြီးတော့ပဲကြားကြရတာပေါ့ဗျာ စေဘေးရောက်နေအိမ်တွေတိဆောက်ရမှာနေအိမ်တလုံးကိုရူပီး3000လောက်ကုန်ကြမှုရှိနေပြီလက်ရှိမှာနေအိမ်တွေပြန်လည်တိဆောက်ဖို့ငွေကြေးမတက်နိုင်ဘူးလို့စေဘေးရှောင်းတွေကပြောပါတယ်။မြင်းရဲ့ကြီးမှုကြောင့်နေအိမ်တွေအလုံးကြီးပါထိခိုက်ပျက်စီးခဲ့တာကြောင့်ပြန်လည်တိဆောက်နိုင်ဖို့အတွက်အမိုးအကတွေအရေးပေါ်လိုအပ်နေပြီးအခြေခံစာနေရိတ်ခါနဲ့ကျန်းမာရေးစောင့်ရှောက်မှုအတွက်စေဝါတွေလည်းလိုအပ်နေတယ်လို့ပလဲဝေါကောင်စီရဲ့ကေစီရဲ့တာဝန်ခံကိုစလိုင်းစိုးတဲ့ကပြောပါတယ်။ ဒီလေးရနေရကိုတော့သူတို့ဒီမရောက်တဲ့နေရာတော့ရှစ်ပေါင်းလို့တော့အရှင်ကြည်တယ်ပေါ့နော်။ဒါနဲ့နေရာထိုင်ခင်းရဖြစ်ဖြစ်ရှိတယ်။ဒီနေရာချက်ကတော့ဒီစတော့ရဲ့ဒီအတားအဝင်ရှိတယ်။နောက်ပြီးတော့ဒီနေရာထိုင်ခင်းတဲ့အမိုးအကာပေါ့အကူလိုအပ်တာရှိတယ်။နောက်ပြီးတော့ရှင်းဝါပေါ့နော်။အခြေခံရှင်းဝါလေးဒီလေးအတားရှိတယ်။နေကြီးဒီမှာနာရှိချောင်းဆူဖြားတာလို့အဲ့လိုမျိုးအဲတကယ်ရပါတယ်ဖြစ်တဲ့ဟာလေးရှိတယ်လို့ကျွန်တော်ကြတိရတယ်။ လက်ရှိမှာနေအိမ်တွေပြန်လည်တည်ဆောက်နိုင်ဖို့ငွေကြေးလိုအပ်ချက်တွေများစွာရှိနေတာကြောင့်ကုညီလိုသူတွေအနေနဲ့ +91 923367615 slide ဆိုတဲ့ကိုဆက်သွယ်လူတဲ့နိုင်တယ်လို့ဆိုပါတယ်။တိုက်ပွဲတွေကြောင့်ချင်းပြင်းနဲ့ပလော့ဝါကနဲ့စပေးဆောင်ပြည်သူတွေနေထိုင်ကြတဲ့ Tweeting စပေးဆောင်စခန်းမှာအင်ဂျင်190ဆောင်းနဲ့ကာဂီစပေးဆောင်စခန်းမှာအင်ဂျင်140တဆောင်းအတိအကျရှိကြပါတယ်။ကျွန်မကကြိခိုင်ပါရှင်။ အခုတော့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အရင်သမရလက်ထက်ကမာရှယ်လောထုတ်ပြီးအုပ်ချုပ်ဖို့ဂျိုးပန်းခဲ့မှုကြောင့်မတည်မငြိမ်ဖြစ်ခဲ့ရတဲ့တန်ကိုရီးယားနိုင်ငံမှာဂျွန်လ3ရက်နေ့ကသမရသစ်ကိုမဲပေးရွေးချယ်နေကြပြီဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်နဲ့ဖျက်ဆီးခဲ့ပြီးမှအားကောင်းတဲ့ဒီမိုကရေစီနိုင်ငံဖြစ်လာခဲ့တဲ့တန်ကိုရီးယားမှာပြီးခဲ့တဲ့6လအတွင်းဒီဖြစ်စဉ်ကြရကြောင့်မတည်မငြိမ်ဖြစ်နေခဲ့တာပါ။ ရွေးကောက်ပွဲမှာမဲပေးပိုင်ခွင့်ရှိသူ44.39တန်းရှိတဲ့အနက်သုံးပုံတပုံကျော်ရာပြီးခဲ့တဲ့အပတ်ကလေးကကြိုတင်မဲပေးထားကြတယ်လို့သိရပါတယ်။သုံးပတ်ကြာမဲဆွဲကာလဟာဂျွန်လ2ရက်နေ့ကအဆုံးသတ်ခဲ့ပြီးနိုင်ငံရေးတည်ငြိမ်မှုရှိဖို့စီးပွားရေးအရှိန်အဟုန်မြင့်ဖို့ကအဓိကမဲဆွဲအကြောင်းအရာတွေဖြစ်နေပါတယ်။ liberal party ဖြစ်တဲ့ democratic party ကလီကျင်းမြောင်နဲ့ conservative party ပြည်သူ့အာဏာပါတီကကင်မွန်ဆူရောကအဓိက ရှင်ပြန်ရဖို့ရှိနေပါတယ်။ ကိုစားပေးတဲ့ပါတီဟာဖြုတ်ချခံရတဲ့တမနာဟောင်းရွန်းစုယိုရဲ့ပါတီဖြစ်ပါတယ်။မိပညာနဲ့တီထင်စမ်းသပ်မှုနယ်ပယ်မှာရင်းနှီးမြှုပ်နှံမှုတုံ့ပြန်ဖို့အဆိုပြုချက်ကတော့နှစ်ဖက်စလုံးကကွာဟချက်ကြီးကြီးမားမားမရှိပါဘူးရှင်။ခင်မဟောင်းရဲ့မိသားစုဝင်၃ဦးကိုအစိတ်ရှိမှုကြွေးပြီးတက်ဖြတ်တယ်လို့ဆွဆွဲခံထားရတဲ့အမျိုးသမီးဟာဂျွန်လ၂ရက်နေ့ကဩစတြေးလျနိုင်ငံကတရားရုံးတရုံးမှာထပ်မံထွက်ဆိုခဲ့ပါတယ်။အသက်၅၀အရွယ်အီရင်ဘတ်တာဆင်ဟာ ခင်မိုးဟောင်းရဲ့မိဘတွေဖြစ်တဲ့အသက်80အရွယ်တွေဖြစ်ကြတဲ့ဒွန်နဲ့ဂေးပတာစင် ရောင်မဟောင်းဟီတာဝီကင်စင်တို့ကိုအစိတ်ခတ်တပ်ဖြတ်မှုရောင်မဟောင်းရဲ့ခင်မိုး ENV ကင်စင်တို့ကိုတပ်ဖြတ်ဖို့ကြိုးပမ်းမှုတွေနဲ့ဆွဆွဲချက်တင်ထားခံရတာဖြစ်ပါတယ်။2023ခုနှစ်ဇူလိုင်လ29ရက်နေ့မှာအဲ့ဒီအမျိုးသမီးဟာခင်မိုးဟောင်းမိသားစုတွေကိုအမဲသားအာလုံးနဲ့ပဲစိမ့်ဟင်းတွေကျွေးမွေးခဲ့တာဖြစ်ပါတယ်။နောက်တစ်နေ့မှာဧည့်သည်၄ဦးစလုံးဆေးရုံတင်ခဲ့ရပြီးတော့ အမဲသားနဲ့အချိုပွဲတွေမှာတည်စေနိုင်တဲ့မှုတစ်မျိုးပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ရောင်မရဲ့ခင်မွန်းဖြစ်သူတယောက်သာအသေးအစားထိုးလိုက်နိုင်တဲ့အတွက်အသက်ရှင်ကျန်ရစ်ခဲ့တာဖြစ်ပါတယ်ရှင်။ဗီတိုးရီးယားပြည်နယ်မှာအမြင့်ဆုံးပြစ်ဒဏ်ဟာတသက်တကြုံဖြစ်တဲ့အတွက်အီယန်ပတ်တာဆင်ဟာပြစ်မှုထင်ရှားရင်ထောင်ဒဏ်25နှစ်အထိကြာခံရနိုင်ပါတယ်။သူရှင်းနေဖြစ်သူကတော့အစိတ်အသင့်နဲ့ဖြစ်စဉ်ဟာပါတယ်။သူမဟာဆွဲချက်တွေအလုံးအတွက်အပြစ်မရှိကြောင်းမေလကလေးကထွက်ဆိုထားတာဖြစ်ပြီးတော့ ဇွန်လ2ရက်နေ့မှာတော့တရားခံပြတက်တည်အဖြစ်ထပ်မံထွက်ဆိုခဲ့တာဖြစ်ပါတယ်။ Ian Patterson ကသူ့ကိုရေးကိုတာအခက်အခဲတွေအကြောင်းပြောသွားခဲ့ပြီးနောက်ပိုင်းကာလမှာ Kim Ho Hong မိသားစုနဲ့ဆက်ဆံရေးဝေးကွာလာခဲ့ကြောင်းတွေးဖြစ်တာနဲ့သွားခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ Jury 14ဦးပါအဖွဲ့ကိုတက်တည်တင်ပြမှုတွေဇွန်လ2ရက်နေ့မှာပြီးစီးခဲ့ပြီးတော့အမှုကိုလည်းဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်ရှင်။ခုဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မန်ယူနိုက်တက်အသင်းဟာဘရန်ဖို့တိုက်စစ်မှု Brian Ambumu ကိုခေါ်ယူနိုင်ဖို့နှိစက်လာပါတယ်။အသက်25နှစ်ရှိကင်မရွန်ကစားသမားဟာပြီးခဲ့တဲ့ရာသီကတွင်ကို20တွင်ယူနိုင်ခဲ့ပြီးတော့အကောင်းဆုံးခြေစွမ်းရရှိခဲ့သူဖြစ်ပါတယ်။မန်ယူအသင်းဟာ Ambumu အတွက်ပေါင်တန်း60ပေးချေဖို့အသင်းရှိနေပြီးကစားသမားနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိထားသလို Brian Ford အသင်းနဲ့လည်းတရားဝင်ဆွေးနွေးနေတယ်လို့သိရပါတယ်။ Brian Ford နေပြ Thomas Frank ကတော့ ပရီးမီးယားလိအလယ်အလတ်အသင်းကတောင်ပန်ကစားသမားတယောက်အနေနဲ့သွင်းကူး20ရဖို့ဆိုတာအလွန်ခက်ခဲပြီးဂိုးဖန်တီမှုခွနှစ်ကြိမ်မှာထည့်ပေါင်းမယ်ဆိုရင်အန်ပူမိုကဘလောက်ထိတန်ဖိုးရှိရကစားသမားလဲဆိုတာသိနိုင်ကြောင်းပြောပါရယ်မန်ယူအသင်းဟာဝူတိုက်စစ်ကစားသမားကုညာကိုလည်းခေါ်ယူနိုင်ခဲ့ပြီးဝိုင်လန်အပါအဝင်အသင်းရှိတိုက်စစ်ကစားသမားအများစုကိုပြန်လည်ရောင်းချဖို့ပြင်ဆင်နေပါရယ်ရှင်ဒီလိုရုံမြင့်တန်ကြရညနေ၄နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားကြရပါ။ ကျမတော့ဖူအီအီနဲ့ပါ ကြီးစုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်